Hello အားလုံးမင်္ဂလာပါဒီနေ့တော့တခါကြော်ရပြီးရင်အကြာကြီးထားခံပြီးတော့ထမင်းပုနယ်ပဲဆက်စားထမင်းချမ်းလေးနဲ့ပဲဆက်စားအရန်စားလို့ကောင်းတဲ့ငချောင်းငယူဒီကြော်လေးကိုလာမြောက်ပေးတာပါရာသီဥတုပြောင်းလဲကြောင်းနေမကောင်းဖြစ်နေရတဲ့ဆူရဲတန်လေးကိုတော့တီးခံပေးပါနော်ကဲဒါဆိုလို့ရှိရင်တော့ငချောင်းပလက်ချောင်းကြော်နီးလေးကိုဆူနေတူတူဗီဒီယိုအဆုံးထိလိုက်ပြီးတော့ကြည့်ပေးပါအောင်နော် ဒီငချောက်ကိုတော့သူတို့ကငဏီဒူချောက်လို့တော့ခေါ်ပါတယ်တကယ်လို့အခေါ်အော်လေးမရင်လဲသူကို comment ကပြပြပေးအောင်ပေါ့နော်သူတို့ဒီငချောက်လေးတွေကို10သားနီးပါးလောက်ရည်လင်းနဲ့နူးသွားအောင်လို့အရင်ဆုံးစိန်ထားပေးပါမယ်ငချောက်ကတော့ကိုကြိုက်ရင်များများထည့်ပြီးတော့ကြော်လို့ရပါတယ်ငချောက်စိန်ထားတော့မှတစ်ဖက်ကနေပြီးတော့အဆက်ကြွယ်ငယ်ဒီချောက်လေးတွေကိုခက်များများလေးလာပြီးတော့ညက်သွားရဲထိထောင်ထားပေးပါမယ်ဒီဘလချောင်းကြော်ရဆိုလို့ရှိရင်စူရိုပဲဟင်းတို့အချင်းဟင်းတို့နဲ့တွဲဖက်ပြီးတော့စာရင်အရန်အောင်လိုက်ဖက်ပါရဲ့ မြုပ်တိကျောက်လေးကြီးညက်သွားပြီဆိုလို့ရှိရင်တော့ကျက်သွန်ဖြူလေးလေးမောင်ဝါထည့်ပြီးတော့ထောင်းထားပြလိုက်ပါမယ်။တကယ်လို့ကျက်သွန်ဖြူကိုမထောင်းပေးခြင်းမူဆိုရင်လည်းခပ်ပါပါလေးလီးပြီးတော့မှကျက်သွန်အနေနဲ့တူတူစီတက်ပြီးတော့ကြော်လို့ရပါတယ်။ကဲဒါဆိုရင်တော့သူတို့ထောင်းလို့လည်းပြီးသွားပြီပေါ့နော်။ကျသောအနီကိုတော့မြများလေးထည့်ကျင်တာမလို့၅လုံး၆လုံးလောက်ကိုခပ်ပပလေးလီးထားပါရဲ့။သူကဒီနေ့ဗလက်ချောင်းကျော်ကိုအကျွတ်မဟုတ်ပဲနဲ့နည်းနည်းအပြော့လေးကျော်မှာပေါ့နော်။ ကျေးဇူးနေရအားလုံးလေးလို့ပြီးပြီဆိုလို့ရှိရင်တော့သူတို့ရေစိန်ထားတဲ့ငချောက်လေးတွေကိုပြောင်းဆင်သွားအောင်လို့တန့်ရှင်းသွားအောင်လို့ရေသေးနဲ့နှစ်ချိန်သုံးချိန်လောက်ဆေးကြောပေးပါမယ်။ဒီငချောက်ရဲ့ဘိုက်ထဲမှာရှိတဲ့ဒီလိုမျိုးအမဲလေးတွေကိုပေါ့နော်သူတို့ကလုံးဝတန့်ရှင်းသွားတဲ့အထိကိုနှစ်ချိန်သုံးချိန်လောက်ဆေးကြောပေးရမှာပါ။ တကယ်လို့ကိုသုံးမဲ့ငချောက်ကတက်ပြီးသားဆိုရင်တော့ရေလေးတစ်ချိန်လောက်စီးပြီးရနဲ့ကြော်လို့ရပါတယ်။ဒီငချောက်နေရာမှာတခြားမျိုးစားကိုထည့်ပြီးတော့လည်းကြော်လို့ရပါတယ်။ကြော်နီးလေးကတော့အရန်လွယ်ပြီးတော့ကြော်ရတာလည်းအရန်အောင်မြန်ဆန်ပါတယ်။ကဲဆိုတော့နောက်ဆုံးတစ်ထပ်ရေလေးနဲ့စီးလိုက်တာအခုဆိုရင်ရေကလုံးဝကြည်သွားပြီပေါ့နော်။ဒီလိုမျိုးရေကြည်လေးရပြီဆိုလို့ရှိရင်တော့ငချောက်တွေအားလုံးကိုဆဲထုတ်ထားပြလိုက်ပါမယ်။ဒီငချောက်ကိုသူတို့ခရမ်းညင်ကြီးချက်လဲချက်စားလို့ရတယ်လို့လက်ဖက်ပြောင်းမှုတုတ်တွေထဲမှာလဲထည့်ပြီးတော့တုတ်ကြရပေါ့နော်။ ကဲဆုလို့ရေစစ်ထားတဲ့ငချောက်တန်းတန်းလေးတွေကိုအရသာလေးဝင်သွားအောင်လို့အချိုမုတ်လေးအနေငယ်နဲ့နေထားပေးပါမယ်။စစ်သားမုတ်အချိုမုတ်ကြိုက်နှစ်သက်ရာကိုတုံးလို့ရပါတယ်။ကဲပြီးပြီဆိုတာနဲ့ဆုလို့ဒီငချောက်တွေအကုန်လုံးကိုကြော်ပြီးဖို့ရာအတွက်အိုးရဲကိုအရင်ဆုံးစီထည့်ပါတယ်။စီပူလာပြီဆိုရင်တော့ငချောက်လေးတွေကိုထည့်ပြီးတော့ကြော်ပြီးလိုက်ပါမယ်။ တကယ်လို့ငချောက်ကျော်ကိုကျွတ်ကျွတ်လေးစားခြင်းနဲ့ဆိုရင်ကျွတ်ကျွတ်လေးကြော်ပြလို့ရပါတယ်။သူကတော့ဒီနေ့ဗလက်ချောင်ကျော်ကိုအရန်အကျွတ်ကြီးမဟုတ်ပဲနဲ့နည်းနည်းပြော့ပြော့လေးကြော်မှဖြစ်တဲ့အတွက်ငချောက်ကိုကြက်ပြီးတာနဲ့နည်းနည်းလေးမာသွားပြီဆိုတာနဲ့သူကငချောက်တွေအကုန်လုံးကိုဆဲထုတ်မှဖြစ်ပါတယ်။ကဲအခုဆိုလို့ရှိရင်တော့သူတို့ငချောက်နဲ့လေးရလဲမှုင်းနေပြီပေါ့နော်။ငချောက်လေးတွေကိုလုံးဝကြက်သွားအောင်ကြော်ပေးပြီးတော့နည်းနည်းလေးမာတာနဲ့သူကအားလုံးကိုဆဲထုတ်ထားပေးလိုက်ပါမယ်။ဒါတောင်မှသူကနည်းနည်းလေးကျွတ်သွားတယ်ပေါ့နော်။အပြော့ကျော်မှဆိုရင်ဒီလောက်ကျွတ်เสียမလို့ပါဘူး။ ကဲဆုရငချောက်လဲကြော်ပြီးပြီဆိုတော့ဒီကြော်ထားတဲ့စီထဲမှာပဲတွတ်တော်အနေထည့်ပါမယ်။တကယ်လို့ငချောက်ကြော်ထားတဲ့စီကတအားများတယ်ဆိုရင်ဆုရနည်းနည်းလေးဖယ်ပေးထားလို့ရပါတယ်။ ။သူကတော့စီရမ်းမများတာနဲ့စစ်တုံးလေးကောင်လုံးကိုထည့်ပြီးတော့ကြော်ပြလိုက်ပါရယ်။စနေမောက်လေးနှင်းငယ်ထည့်ပြီးတော့မှစစ်တုံးလေးရွှေရောင်ရောင်လေးပြောင်းလာတဲ့အထိကိုကြော်ပြပါမယ်။သူရဲ့အတန်ကနှာခေါင်းတန်တအားပေါက်နေရကြောင်းတိခတ်ပြီးတော့နားထောင်ပြပါနော်။ကဲဆိုကျွတ်တော်လေးတွေရွှေအောင်တန်းလာပြီဆိုလို့ရှိရင်တော့ထောင်းထားတဲ့ငရုတ်သီးကြောက်လေးတွေကိုထည့်ပြီးတော့မှနည်းနည်းလေးကျက်သွားအောင်မှုန်ပေးလိုက်ပါမယ်။ဒီနေရာမှာတော့ဆူတူးတက်တာကြောင့်မီးအားကိုလျှော့ပေးလိုက်ပါမယ်။ ကယ်ပြီးတာနဲ့ကျက်သွန်နေကောင်လုံးရောသမားမှွေသွားအောင်လို့တေချာလေးမှွေပေးလိုက်မယ်ပြီးပြီဆိုရင်တော့ကြော်ရားရဲ့ငချောက်လေးထည့်လိုက်ပါမယ် အားလုံးသတ်မှတ်သွားအောင်လို့မှုရပေးလိုက်ပါမယ်။ကဲခုဆိုလို့ရှိရင်တော့အရန်စားချင်းစရာကောင်းတဲ့ငချောက်ကျော်လေးရရတော့မယ်ပေါ့နော်။သူ့တွေကိုဆူလို့ရတာအတွက်တော့စားလေးနှင်းငယ်ထည့်ပါမယ်။တကယ်လို့ကိုသုံးတဲ့ငချောက်ကငန်းနေဆိုရင်တော့စားလျှော့ထည့်ပေါ့နော်။ရတာမုံလေးနှင်းငယ်လေးထည့်ပါရဲ။စက်တာမုံ၊ချုံမုံ၊ကျိုင်းတဲ့တရာကိုထည့်လို့ရပါရဲ။ပြီးရတဲ့ဆူလို့ငူကြီးအောင်တဲ့မုံလေးတစ်စွန်းစာထည့်ပြီးတော့ဆူလို့အားလုံးနှံ့သွားအောင်မှုရပေးလိုက်ပါမယ်။ အားလုံးလည်းနှက်သွားပြီဆိုရင်တော့သူတို့မီးပိတ်လိုက်လို့ရပါပြီ။ကဲဒါဆိုရင်တော့အရင်ဆောက်လို့ကောင်းတဲ့ငချောက်ပဲလက်ချောင်ကြော်လေးရတော့ပြီးသွားပါပြီ။ပအဝင်ပစ္စည်းနည်းနည်းလေးနဲ့လဲလဲကူကူပဲကြော်လို့ရပြီးတော့အကုန်ကျလဲသက်တာပါရဲ့။ဆားလို့လည်းအရင်ကောင်းတာမလို့ဒီဗီဒီယိုလေးကအားလုံးတို့အသုံးမယ်လို့မျှော်လင့်ပါရယ်။နောက်ထပ်လည်းဟင်းချက်နေမလို့ဒီဗီဒီယိုလေးတွေကို subscribe တင်ပေးဖို့ရှိတာမလို့ CS channel လေးကို subscribe လုပ်ပြီးတော့အားပေးကြပါအောင်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးပါ။